ဒီနေ့ဂျော်လ9ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်အစိုးရဟာကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNO KNA ကိုတိုက်ပွဲမဖို့ဆောင်ပဲစစ်ကောင်စီနဲ့ဆွေးနွေးဖို့အမြဲတမ်းပြောဆိုနေရလို့ KNO KNA သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်။တရုတ်အစိုးရကတော့တိုက်ပွဲမဖြစ်ဖို့ကိစ္စကတော့အမြဲတမ်းပြောနေတာပါပဲ။ထွ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 ပြောတာမကြဘူး။နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအမြဲတမ်းပြောနေတာပဲလို့ဘုံမူကြီးနော်ဘူးက People's Win ကိုဆိုပါတယ်။ KIA အနေနဲ့လည်းဗမော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေပေမဲ့လက်တလုံးမှာစစ်ရေးပြန်လည်ငြင်းသက်နေတယ်လို့စစ်ရေးသတင်းမြစ်အချို့ကပြောပါရှင်။တန်အန်တမတော် TNL တိုက်ခိုက်သိမ်းယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ရေးအရာစိတ်ပူစရာမလိုကြောင်း TNL သတင်းပြန်ကြားရေးတာဝန်ခံလွေရဦးကဒီနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။နောင်ချိုမြို့နယ်တောင်ခမ်းဘက်မှာလက်ရှိအချိန်ထိစစ်ကောင်စီတပ်နဲ့အပြန်အလှန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး စစ်ရဲစိတ်ပူစရာမလိုပဲစစ်ရဲပြောဟာအတိုင်းဆောင်ရွက်နေတာလို့ရွေးရဦးကရှင်းလင်းပါတယ်ရှင်။အာနာသိန်းစက်ကောင်စီရဲ့မတရားဖန်ဆီးအကျဉ်းချမှုကိုခံထားရတဲ့နိုင်ငံတော်အတိုင်းအမြခံပုဂ္ဂိုလ်တောင်ဆန်းစုကျင်နဲ့ပတ်သက်ပြီးဒီတဲ့ဝန်ကြီးချုပ်ကိုတိုင်ပါဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုမှုတွေရှိလာပါတယ်။ Conservative Party ခေါင်းဆောင်ဟောင်းလည်းဖြစ်အတိုက်ခံခေါင်းဆောင်ဟောင်း William Hay ကလက်ရှိပြည်ထောင်အစိုးရအနေနဲ့ဒေါ်ဆန်းစုကြည်ရဲ့အရေးကိစ္စရောမြန်မာနိုင်ငံမှာပုံမှုဆိုးရွားလာနေတဲ့အကျပ်တဲတွေအတွက်ပါ ကိုရိုင်းကိုကြเจ้าဝင်တဲ့မီးလို့တိုက်တွန်းခဲ့ပူပါရှင်